thank you င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပုံမှုချုပ်ချုပ်ထုံးအောင်ပြစ်ခတ်ခံရပြီးရနောက်တိုင်းဦးစီးချုပ်နေဒုတိယတိုင်းမှုတော့ခေါ်ယူစစ်ဆေးခံရပြီးဒုတိယစစ်ကောင်ဆောင်ပါရန်ကုန်ဆင်းလာတဲ့ကြောင့်တင်ဆက်ပေးပါမယ်အငိမ့်စာပုံမှုချုပ်ချုပ်ထုံးအောင်ပြစ်ခတ်ခံရပြီးရနောက်ရန်ကုန်တိုင်းတိုင်းဦးစီးချုပ်နေဒုတိယတိုင်းမှုတော့ကိုနေပြည်တော်မှအမိန့်ဖြင့်ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေကြောင်းသိရပါတယ်ရန်ကုန်တိုင်းတိုင်းဦးစီးချုပ်ပုံမှုကြီးတပိုင်းစော်ကိုလုံခြုံရေးပေါ်ရတယ်လို့ဆိုပြီးနေပြည်တော်မှအထက်ရရှိပွဲကခေါ်ယူစစ်ဆေးမှု ှုတွေပြုလုပ်နေကြောင်းသိရပါတယ်။ပုံမှုချုပ်ချုံထုံအောင်ပြစ်ခတ်ခံရတာနဲ့ပတ်သက်ပြီးတိုင်းဝစီချုပ်အစင်ကိုပါခေါ်ယူစစ်ဆေးတာတွေလုပ်နေတယ်။လုံချုံကြီးမြင့်နဲ့မယန်းကုန်းလိုနေရာမျိုးမှာဖြစ်သွားတာဆိုတော့အကုန်မျက်ခုံးလုံနေကြတယ်။နေရောညပါရှန်ကုန်းမှာအစေအစေဖန်စီပူကြံလာတယ်လို့တပ်သတင်းအရင်းမြစ်တွေကပြောပါတယ်။ဒုတိယစစ်ကောင်ဆောင်ဒုတိယပေါ်ကြမှုကြီးစုံဝင်ကလည်းပုံမှုချုပ်ဟောင်းချုပ်ထုံအောင်ကိစ္စနဲ့ပတ်သက်ပြီးရန်ကုန်ကိုရောက်ရှိလာခဲ့ပြီး၎င်းရောက်ရှိချိန်မှာတန်လင်းတဒါနီပုံဖောက်ခွဲခံရတဲ့အတွက်ရန်ကုန်တိုင်းတိုင်မှုကိုပေါ်ရော့တယ်လို့ဆို ဆိုပြီးခေါ်ယူစစ်ဆေးနေကြောင်းတပ်သတင်းရင်းမြစ်တွေစီကသိရပါဗျ။ဒါအပြင်ဒုတိယတိုင်းမူနေရာမှာပုံမကျုပ်ချုပ် ထွန်းဝင်းကိုပါဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်းတပ်အတိုင်းဝိုင်းတွေကသတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။မယန်းကုန်းမှာဖြစ်သွားခဲ့တဲ့ပြစ်ခတ်မှုအပြီးရန်ကုန်မြို့အတွင်းလုံခြုံရေးတင်းကျပ်ထားပြီးရှစ်မိုင်းစစ်မှုထမ်းဟောင်းရုံအတွင်းမှာစစ်ကောင်စီရရှိများကိုခေါ်ယူစစ်ဆေးနေတာညအချိန်ထိအရက်ဝတ်တင်နေပါခေါ်ယူစုဆောင်ထားနေကြောင်းတတိယအရင်မြစ်တွေစီကတည်ရပါတယ်။ဒုတိယစစ်ကောင်ဆောင်ကိုတိုင်းနေပြည်တော်မှာရန်ကုန်ကိုရောက်ရှိလာပြီးဗိုလ်ချုပ်ချုပ်ထွန်းအောင်မိသားစုဝင်တွေနဲ့တွေ့ဆုံအားပေးမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်မီးမောင်လိုက်ဤရှက်ရဲဆို တဲ့အကြောင်းတင်ဆက်ပေးပါမယ်ပြည်သူများရွှေချေတင်မြောက်ထားတဲ့အစိုးရလက်ထက်မှာအာနာကိုလက်နက်အားကိုနဲ့လူရက်သွားပြီးရဲ့နောက်တနိုင်ငံလုံးစိတ်ပိုင်းဆိုင်ရာတမကအပြင်လောကမှာမှောင်နေမဲမဲဖြစ်သွားကြရပါတယ်ဒါပေမဲ့ဒီလိုမှောင်နေမဲမဲဖြစ်သွားရခြင်းက၎င်းတို့နဲ့ဘလို့မှမဆိုင်တဲ့အလားတရုတ်ရဲ့မြေဆုံစီမံကိန်းကိုရပ်ဆိုင်ခဲ့ရတာဖြစ်တာကြောင့်ဖြစ်တယ်လို့အဆက်ကင်းမဲ့စွာပြောဆိုလာပါတယ်၎င်းတို့ဘုက၅နှစ်တာပြည်သူအစိုးရလက်ထက်မှာလျှက်စစ်တာဖူလုံစွာရရှိရဲ့အဖြစ်ကိုထမင်းစားကြီးရဲ့လူတိုင်းသိရှိနားလည်ထားတာကိုလက်လျူရှုပြီးရှေးပဝ ဝေနတီကဖြစ်ခဲ့လျှင်ပစတဲရှိရာသူယူသူတန်ပြောလာခြင်းဖြစ်ပါတယ်။ ။မြစ်စုံမှာမဂါဝဲ6တောင်ထုတ်လုပ်နိုင်စွမ်းရှိလို့လက်ရှိနယ်ပေါင်းလိုက်ရင်ပိုတောင်ပုံနေမယ်လို့၎င်းပြောသမျှတလုံးတစ်ပါးရာမှပြန်မပြောရဲခေါင်းညိမ့်မဲ့လူတွေကိုထုတ်ပြောလာပါတယ်။2023ဩဂုတ်လမှာတိုင်းပြည်ရဲ့လျက်စစ်တာလိုအပ်ချက်ရင်90ရာခိုင်နှုန်းတောင်ပြည်မီအောင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတော့ဘူးလို့၎င်းတို့ကိုယ်တိုင်ဝန်ခံသွားပြီဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုဖြစ်ရခြင်းရဲ့အဓိကတင်ရခံကမြစ်စုံစဲရဆိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ပေါ်ပေါ်တင်တင်လွှဲချလိုက်ပြီးဖြစ်ပါတယ်။အဲ့ဒီထဲမှာပြည်သူ့ကာကွယ်တပ်ဖွဲ့များဖြတ်လို့ဖြည့်ဆည်းလုပ်နေရလို့လဲပူးရဲတရခံဖြစ်ထည့်သွင်းခဲ့ ကြပြန်ပါတယ်အခုအခါမှာတော့ရန်ကုန်ကိုတနေ့လေ၈နာရီနှစ်ကြိမ်ခွဲပြီးပြီးနေတဲ့ဖြစ်ရောက်လာတယ်ဒီဖြစ်မှာတက်တာလို့တက်တာညာစူလာပြားတွေတက်ကြဖို့အနိုင်တမန်ဆယ်များစောက်ကြဖို့ညွှန်ကြားလာတယ်ဒါပေမဲ့၎င်းကိုအကြံပေးသူကအနိုင်တမန်ဆယ်ကို drone machine လူကိုရေနစ်တက်တဲ့စက်ကြီးအဖြစ်အမည်ပေးထားတယ်ဆိုတဲ့အချက်ကိုတော့ခြံလက်ထားခဲ့ပုံရပါတယ် ရေဟာတမန်အောက်ကိုကျသွားပြီလို့ hydraulic စီးကြောင်းလို့ခေါ်တဲ့ရေပြန်လဲစီးဆင်းဖြစ်ပေါ်လာစေတယ်။အဲ့ဒီရေစီးကြောင်းကရှေပေါ်မှာပေါ်နေသမျှအရှာမှန်သမျှကိုတမန်မျက်နှာပြင်စီပြန်ဆွဲသွားတဲ့အတွက်ရေထဲကျသွားတဲ့လူတွေလီတွေကအဲ့ဒီစီးကြောင်းထဲမှာပိတ်မိနေပြီးရုံထွက်ဖို့လွန်စွာခက်ခဲတယ်လို့ကျွမ်းကျင်သူတွေကထောက်ပြထားကြတာဖြစ်ပါတယ်။၎င်းတို့စီးဆင်းသမျှကြည့်မယ်ဆိုရင်လူတို့အတွက်ကြောက်လာမဲ့ဘေးအန္တရာယ်တွေကိုမြည်သည့်ခါကမှထည့်သွင်းစဉ်းစားကြခြင်းမရှိတာကိုအထင်အရှားတွေ့ကြမှာဖြစ်ပါတယ်။စစ်တပ်မီဒီယာတွေကလျှက်စစ်ဒုတိယ ဝဲကြီးဦးဆောင်တဲ့ကော်မတီမှသူတည်တနာနည်းပညာရည်နဲ့လူမှုဆက်ဆံရေးကိုကင်တွယ်ဖို့တရုတ်ကုမ္ပဏီများနဲ့ပူးရဲဆောင်ရွက်သွားမယ်လို့ထုတ်ပြန်လာခဲ့ပါတယ်။၎င်းတို့ဖို့ကတရုတ်ဩဇာမလွန်ဆန်နိုင်လို့တိုင်းပြည်တည်ရန်စားတာတွေကိုလက်ညှိုးထိုးယောင်းစားဖို့ဝေမလေးဖြစ်နေတော့လေပြည်သူတွေကတော့ထွက်ရှိရဲ့ဓာအများစုကိုတရုတ်ပြည်ကိုသာပြန်တင်ပို့ရမယ်။ဆင်ရဲ့တီနီယာကပြည့်ရွေကျော်အနီမှာတရှိလို့ရေကိုအနီရရှိမယ်။အေယာရီမြင့်ရေစီးချောင်းကိုဖျက်တောက်ခံရမှာဖြစ်ပြီး မြင်းအောင်ရှိဇီဝမျိုးကွဲများနဲ့လူများရဲ့အသက်မွေးဝမ်းကြောင်းမှုကိုထိခိုက်လာမယ်။တရုတ်ကိုကန်ထရိုက်မပေးမီပွင့်လင်းမြင်သားမှုမရှိပဲလူလူနဲ့ညှိနှိုင်းဆွေးနွေးမှုမရှိဆိုတဲ့အချက်လေးချက်နဲ့အပြင်းထန်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။မိမောင်လိုင်းရဲ့ဆေးအုပ်စုက၎င်းတို့ဆက်ပြီးရှင်သန်နိုင်ဖို့အတွက်လူလူကိုမျက်ကွယ်ပြုကတရုတ်ပြောသမျှလိုင်းလုံနေရတဲ့ရုပ်သီးဘဝရောက်ရှိနေပြီဖြစ်ပါတယ်။ဆေးအာနာရှင်တို့ရဲ့ကြုံဘဝနဲ့ပဲအေးအေးချမ်းချမ်းနေလူသူတွေကမရှိမဟုတ်ရှိနေမှသာဖြစ်ပါတယ်။အခုကအေးအေးချမ်းချမ်းနေလို့တော့မမရတော့ဆေးအာနာရှင်တွေက၎င်းတို့ကြုံပြုတ် ေုံနဲ့အားမရသေးပဲတရုတ်တို့ရဲ့စီးပွားရေးနေချက်လာမှုကိုလက်သင့်ခံခေါ်သွင်းပြီး၎င်းတို့လက်ညှိုးညွှန်ရာရှိဖြစ်မယ်လို့တောင်မှအာမဘန်တီခံလာကြပြီးဖြစ်ပါတယ်။ ဒီလိုတရုတ်တို့စီးပွားရေးရာကြုံပြူလာရမှာကြုံတွေ့လာရမယ့် NDAC ကိုလိုင်းတရာရှိချမ်းဟီဆက်ယုံမှာအလို့သမားတွေကမြည်သူတအုပ်တရားမှာမလုံဝင်တဲ့အချိန်ခါမျိုးမှာပထမအဦးဆုံးအုံမောင်းခောက်ပြီးရဲဝော့စွာတက်လက်နှိုးဆော်လိုက်ပြီးဖြစ်ပါတယ်။မိမောင်လိုင်းကတော့၎င်းကိုမော်စကိုမှာလက်ခံတွေ့ဆုံခဲ့မှုကိုကျေးဇူးဥပဒေအရတင်လာတဲ့အတွက်တရုတ်တို့မျက်စိကျနေတဲ့မြစ်ဆုံကိုတရုတ်လက်အနိုင်ပေါ်ကြံစီနေပြီဖြစ်တယ်လို့ရှိသားထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့မင်းလာမှာစစ်တပ်စစ်ကြောင်ကိုစောင့်ကြိုတိုက်ခိုက်နေမှုစစ်သား၁၀ဦးသေဆုံးပြီးတော်ထဲမှာဖြစ်တယ်လို့ဆွန့်ပစ်ခဲ့တဲ့စစ်သား လောင်လီလောင်ကို PDF ကတင်ဆက်ရရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ဘကိုးတိုင်းမင်းလားမြို့နယ်အပိုင်းဘကိုးယူမမှာတက်လာတဲ့အတန်ဖက်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ရာစစ်သား၁၀ဦးသေဆုံးပြီးတောထဲမှာဖြစ်သလိုဆုံးပစ်ခဲ့တဲ့အလောင်းလီလောင်ကိုတိမ့်ဆိတ်ရရှိခဲ့ကြောင်းတာယာဝရီခရိုင် PDF မှာတာဝန်ရှိသူတအုပ်ကပြောပါရယ်မေလ22ရက်နေ့ည7:00မိနစ်30ခန်းမှာမင်းလားမြို့နယ်အပိုင်းဘကိုးယူမတွင်ရှိခါကျင်တောင်ပေါ်ကိုစိန်ကန်လန်မြို့ချောင်းရှိုးမဖြတ်ကျော်အလန်းတိုင်းခြေလင်းတက်လာတဲ့အင်အားတရာကျော်ပါအတန်ဖက်စစ်တပ်စစ်ကြောင်းကိုဟန်းယူလန်းဆောင်တဲ့ပြင်ကရိုခင်းရွာကြားရှိတရုတ်ပေါက်ကြောက်ကုန်းဒီမှာတာယာဝရီခရိုင်တိုင် င်3800တက်ခွဲ9ဖြူဟာစစ်ကြောင်းမှာတော်လိုင်းတက်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့တနအိကန်အပြန်လဲပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးထပ်မံတိုက်ဆုံကအများအပြားထဏ်ရာရရှိပြီးဗန်ပွေးကုန်းရွာဘက်ကိုတက်ပြတ်ပြီးစုကွာထွက်ပြေးသွားကြောင်းသိရပါတယ်။မေလ23ရက်နေ့မနက်9:30မိနစ်30ခန်းမှာတိုက်ပွဲတွင်တိုက်ဆုံသွားတဲ့စစ်သားလောင်းတွေကိုလာကောက်တဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းရဲဘော်များထိတွေ့တိုက်ပွဲ15မိနစ်ခန့်ထပ်မံဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှလက်နက်ကြီး ီတွေနဲ့ဇက်တိုက်ပြခတ်ခဲ့တာကြောင့်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါဗျ။ မေလ24ရက်နေ့မနက်၈နာရီခန့်မှာတော်လိုင်းရဲဘော်တွေကတိုက်ပွဲဖြစ်ပွားရာနေရာနီးနေမြေရှင်းလင်းရေးပြုလုပ်စဉ်စစ်တုံးပစ္စည်းများသိမ်းဆည်းရရှိခဲ့ပြီးကြောက်ကဘာတွင်ပြစ်ချထားတဲ့စစ်သားအလောင်း၃လောင်းဖြစ်တယ်လို့မြေမြုပ်ထားတဲ့စစ်သားအလောင်း၃လောင်းနဲ့တူရိုင်ကွက်တွေကိုတွေ့ရှိခဲ့ရပြီးစစ်သားအလောင်းတွေကိုကောင်းမွန်စွာမြေမြုပ်တချို့ပေးခဲ့ကြောင်းသိရပါတယ်။အခုတိုက်ခိုက်ခဲ့တဲ့စစ်ကြောင်းကမုတ်ခါဆဲမှာမွေကိုက်ရင်နစ်ခဲ့တဲ့ကောင်တွေပဲအဲ့ဒီကောင်တွေကိုညပိုင်းမှာစောင့်ကြိုတိုက်ခိုက်ခဲ့တာဖိုလ်လေးဆိုပြီးစကားပြောပြီးတက်လာတဲ့ကောင်ကိုအရင်ဆုံး၄၀မမနဲ့ပြစ်ချလိုက်ပြီးထိတွေ့တိုက်ပွဲတွေဆက်ဖြစ်တာပေါ့ ိုက်ပွဲမှာစစ်ခွေးဆယ်ကောင်တည်တယ်။နေမြေရှင်းလင်းရေးလို့တော့ပုတ်စော်ထွက်နေတဲ့နေရာတွေကိုတွေးလို့တူကြည့်တာကျင်းတကျင်းနဲ့စုပြီးမြုပ်ထားတယ်။အလောင်း၃လောင်းနဲ့ကြောက်သေးပြစ်ချခံရတဲ့အလောင်း၁လောင်းကိုတင်းဆက်ရရှိခဲ့တယ်လို့တာယာဝရခိုင် PDF မှာတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။